The world is watching. The Myanmar People's Revolution will prevail. Thank you. ပြမာဆုံးနဲ့အထင်ရှားဆုံးပြမတ်ကတော့စစ်အုပ်စုပဲ။သူတို့ကိုတိုက်ရိုက်ရင်ညွန်ပြီးကဘာကြီးက ရှင်တို့ကိုဆုံးရှင်နေပါတယ်။ The world is watching you ဆိုတဲ့စကားလုံးကတော်တော်လေးအားပြင်းတယ်နော်။အဲ့ဒီစကားကရိုးရှင်ပေမဲ့သူ့နောက်ွယ်မှာအတိတ်ပဲအများကြီးရှိတယ်ဗျာ။ဒါဟာ မရေရတဲ့အချင်းချောင်မှုတစ်ခုမဟုတ်ဘူး။อืมရှင်တို့ရဲ့ရဆက်ချမ်းကြုံမှုတွေလူခွန်ရချိုးဖောင်မှုတွေအချင်းပြချစ်စားမှုတွေဟာကဘာကျဲပြာမှာမဟုတ်ဘူး။ငါတို့အားလုံးမြင်နေတယ်။ JFM လို့ဖွဲ့တွေကမှတ်တမ်းတင်ထားတယ်ဆိုတဲ့အထိပယ်ပဲ။မင်္ဂလာပါရှင်။မင်္ဂလာပါဗျ။ဥရောပမှာပေးတဲ့စူပွဲဝဲတစ်ခုကလေ မိုင်ထောင်ကြီးဝေးတဲ့နေရာကစစ်အုပ်စုအတွက်တဏမာရေးရာခေါင်ခဲဆရာပြဿနာတခုဘလို့ဖြစ်သွားခဲ့သလဲဟုတ်ကဲ့ဒီနေ့ကျမတို့အတူတကွစူးစမ်းနေလာကြမှာအဲ့ဒီအကြောင်းပါပဲဒီသုံးသချက်တို့အဓိကမြင်ညာထားတာကတော့ဒီ Union Digest မှာဖော်ပြထားတဲ့သုံးသချက်ကိုအခြေခံထားပါတယ်ရှင်ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှုကတာမန်တရင်တပုတ်ကိုပြန်ပြောပြတာထက်ပိုပါတယ်ဗျာဒီဖြစ်ရတဲ့ခလုံးရဲ့နောက်ွယ်ကအင်းမဟာဗျူဟာမြောက်တွက်ချက်မှုတွေ ဟုတ်ကဲ့ကဘာမြန်မာမြန်မာနွေဦးတော်လိုင်းရေးတွာအရေးပါတဲ့အောင်ပွဲတစ်ခုဖြစ်ဘလူပုံဖော်ခဲလဲဆိုတာကိုနက်နဲနဲနဲခွဲချမ်းစိတ်ဖြာကြည့်ကြမှာပါဒါပေါ့ဒီဇလိုင်းမှာအထက်ဇက်ကောင်တွေကဘသူတွေလဲသူတို့ရဲ့လုပ်ရက်တွေကဘလူတက်ရောက်မှုတွေရှိခဲ့တယ်လဲဆိုတာကြည့်ကြရအောင်ဟုတ်ကဲ့ပထမဆုံးအနေနဲ့ Justice for Myanmar လို့ခေါ်တဲ့ JFM အဖွဲ့သူတို့2025ခုနှစ်အတွက် Right Livelihood Award ဆုကိုရတယ်ဆိုတဲ့အချက်နဲ့ဆက်လိုက်ကြရအောင် ီစုကတာမန်စုတခုတော့မဟုတ်ဘူးနော်လုံးဝမဟုတ်ပါဘူးဗျာဒီစုကို အခြား noble စုဒါမဟုတ် alternative noble လို့တောင်းတင်စားခေါ်ကြတာ alternative noble ဟုတ်တယ်ဒီနာမည်ပြောင်းကိုကြည်တာနဲ့တင်သူ့ရဲ့ဂွန်တိတ်ခါကိုအထင်စားမြင်နေပါတယ်ဆိုတော့ noble စု committee ကအတိအမှတ်ပြုဖို့လက်တွန့်ထွားနိုင်တယ်ဒါမှမဟုတ်သူတို့ရဲ့ဘောင်ထဲမှာမဝင်တဲ့အရေးကြီးတဲ့ကိစ္စရက်တွေပေါ့အတိအကျပဲဗျာ အဲ့ဒီလိုကဘာလုံးဆိုင်ရာပြဿနာတွေကိုရှေ့တန်းတင်ဖြေရှင်းနေသူတွေကိုဂုံပြူတဲ့စုထည့်ပါတယ်ဆိုတော့ဒါလူသားချင်းစာနာမှုဆိုင်ရာစုတက်တက်တော့မဟုတ်ဘူးပေါ့ alternative noble လို့သုံးလိုက်တာနဲ့တရားဝင် noble comedy ကတော့လစ်လူရှုထားနိုင်တဲ့ပိုပြီးလက်တွေ့ကြကြရှေ့တန်းမှာတကယ်တိုက်ပွဲဝင်နေတဲ့လှုပ်ရှားမှုတွေကိုအတိမတ်ပြုတယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေတယ်ဟုတ်ပါတယ်ဒါဆို GFM ကတော့ဘာကြောင့်ဒီစုကိုရွေးချယ်ခံရတာလဲရှင့်အဲ့ဒါအဓိကချက်ပဲဗျာ GFM ရဲ့လှုပ်ဆောင်ချက်ဒီကြောင့်ပါ သူတို့ဟာစစ်အုပ်စုရဲ့စီးပွားရေးအသက်သွေးကြော်တွေကို မဆုံမနစ်ဖော်ထုတ်နေတဲ့ဖွဲ့စည်းဖြစ်လို့ပဲ။သူတို့ရဲ့အစီရင်ခံစာရေးကစစ်ခန်းစားမှုအပေါ်အခြေခံထားတာမဟုတ်ဘူး။အချက်လက်ခိုင်လုံတဲ့စုံစမ်းစစ်ဆေးမှုတွေကြီးပဲ။ဟုတ်ကဲ့။စစ်တပ်နဲ့သူ့ရဲ့ခရိုနီတွေရဲ့စီးပွားရေးကွန်ရက်တွေလက်နက်ဝဲတဲ့လမ်းကြောင်းတွေနိုင်ငံတကာကုမ္ပဏီတွေနဲ့တိတ်တဆိတ် share ပိုင်ဆိုင်မှုတွေအထိအသေးစိတ်ဖော်ထုတ်ပြနေတာပါ။ဒါဆိုသူတို့ရဲ့လုံဆောင်ချက်တွေကပိတ်ဆို့အေးအေးယူမှုတွေ sanctions တွေလွတ်ဖွဲ့ကလက်နက်တဆင်ပေးလိုက်တယ်လို့ပဲဆိုနိုင်မလားရှင်ဟုတ်ပါတယ်စစ်အုပ်စုကမကောင်းမှုလို့ရေပြူရေပြောင်းနေတာထက်ဒီမှာဘန်ကောက်နံပါတ်ဒီမှာကြားကန်ကုမ္ပဏီဆိုပြီးတိတိကျကျထောက်ပြနေတော့အေးအေးယူဆောင်ရွက်လို့ရတဲ့အချက်လက်တွေဖြစ်သွားတာပေါ့သူတို့ကအတိအမှတ်ပြုတာတသက်မဟုတ်တော့ဘူးဗျစစ်တပ်ရဲ့ဗနာရေးကွန်ရက်တွေကိုဖြစ်မှတ်ထားတိုက်ခိုက်နေတဲ့သူတို့ရဲ့လုပ်ငန်းတွေကိုကြေအဝင်အဖိပေးလိုက်တာနိုင်ငံတကာကအတိအမှတ်ပြုတဲ့တရားဝင်မှုကိုတန်ဆိတ်ခတ်ပေးလိုက်တာနဲ့အတူတူပဲပေါ့နော်ဟုတ်တယ် ။တနည်းအားဖြင့်ဒီစုပေးတဲ့ foundation ဟာ GFM ရဲ့လှုပ်ဆောင်ချက်တွေဟာမှန်ကန်တယ်အရေးကြီးတယ်ကဘာကထောက်ခံတယ်ဆိုတာကိုကြေညာလိုက်တာပဲ။ကောင်းပြီဒါဆို GFM အဖွဲ့ကသူတို့ရဲ့ချက်လက်နဲ့စုံစမ်းဖော်ထုတ်မှုတွေအတွက်ကြီးမားပြီးတရားဝင်တဲ့စုတစ်ခုကိုရရှိခဲ့လေ။ဟုတ်ကဲ့ဒီနေရာမှာပုံမှန်ဆိုရင်အဖွဲ့ရဲ့ကိုစားလေတူဒါမှမဟုတ်လုံချုံရဲ့အရာအမီမဖော်လို့ဒူတူကစုတက်ယူမယ်လို့ထင်စရာရှိတာပေါ့ဟုတ်တယ်လေဒါပေမဲ့ဒီဖြစ်ရမှာအဲ့ဒီလိုမဟုတ်ခဲ့ဘူး ဒီအချက်ကပဲဒီစုပေပွဲကိုတာမအခါနာတစ်ခုအဖြစ်ကနီးကဘာတရင်ကောင်းစဉ်တစ်ခုဖြစ်သွားစေခဲ့တာဟုတ်ပါတယ်အားလုံးကိုအံ့အားတင့်စေရတဲ့အလဲအပြောင်းပေါ့ JFM ကစာစုလက်ခံစကားပြောကြားခဲ့သူကကဘာကျော်တဘာဝပတ်ဝန်းကျင်ရေးတကြွလှုပ်ရှားသူ Greater Thunberg ဖြစ်နေခဲ့တာပဲ Greater Thunberg ဟုတ်တယ်ဒါဟာရုတ်တရက်ထုတ်လုပ်လိုက်တဲ့ကိစ္စမဟုတ်ပဲ အင်မတန်ထိုက်မြတ်ပြီးကောင်းကောင်းတွက်ချစ်ထားတဲ့မဟာဗျူဟာမြောင်ရွေးချယ်မှုတစ်ခုလို့သုံးတာနိုင်ပါတယ်ဗျာဒါကတကယ့်ကို branding မှာတော့ပြောင်မြောက်တဲ့လုပ်ရက်တစ်ခုပဲမြမပတိပက်ခတ်ဆိုတာအနုနာခင်ကလူငယ်တွေအတွက်အယံဝေးပြီးရှုပ်ထွေးတယ်လို့ခံစားရနိုင်တဲ့အကြောင်းအရာတစ်ခုကိုဟုတ်တယ်သူတို့ယုံကြည်ပြီးသားသူတို့နားလေတဲ့ကဘာလုံးဆိုင်ရာတရားမြတ်တမှုဆိုတဲ့ခေါင်းစဉ်နဲ့ချိတ်ဆက်ပေးလိုက်တာပဲအကြောင်းအရာတစ်ခုလုံးကိုဖောင်းအတစ်တစ်ခုတည်းထည့်ပေးလိုက်တယ်လို့ပဲလုံးဝမှန်ပါတယ်ဗျာ greater tumor ဆိုတဲ့နာမည်တစ်ခုတည်းနဲ့တင်း ကဘာရဝံကလူငယ်ပရိသတ်တန်ပေါင်းများစွာရဲ့အာယုံဆိုင်မှုကိုချက်ချရလွားစေတယ်။သူက generation Z ရဲ့ပြားယူလို့ဖိနေလာကို ဟုတ်တယ်လေ။သူရဲ့ပါဝင်မှုကမြန်မာဒီမိုကရေစီရဲ့တိုက်ပွဲကိုပုံမကျေပြန့်တဲ့ကဘာလုံးဆိုင်ရာတရားမျှတမှုအတွေ့တိုက်ပွဲတွေနဲ့တွားကီချိတ်ဆက်ပေးလိုက်တာ။ယာဒီဥဒုပြောင်းလဲမှု လူအခွင့်ရေးဟိတိုင်းရင်းသားအခွင့်ရေးတိုက်ပွဲတွေအားလုံးကအတူတူပဲ။အပြန်လန်ဆက်ဆက်နေရဆိုတဲ့တရင်စကားကိုပေးလိုက်တာပါ။ ီနေရာမှာတရင်ရဲ့မိကတုံးထွားတဲ့စကလုံးတစ်ခုကိုကျွန်မတိတ်ထောကြတယ်။လှုပ်ရှားမှုတဏ္ဍမန်ကြီး activist diplomacy တဲ့။ဟုတ်။နတ်တော်တော်လေးစွန့်စားဖို့ကောင်းတဲ့အတုံးလုံးပဲနော်။ဟုတ်ပါတယ်ဗျာ။ activist diplomacy ဆိုတာတမားရွေးချနိုင်ငံတော်အဆင့်တဏ္ဍမန်ဒီအစားတက်ကြွလှုပ်ရှားသူတွေကနိုင်ငံတကာဆက်ဆံရေးကိုပုံဖော်လာတာမျိုးပေါ့။အင်း။တို့မှာတရားဝင်နိုင်ငံရေးအာဏာမရှိပေမဲ့လူလူတန်ပေါ်မင်းစွာရဲ့ထောက်ခံမှုနဲ့မီဒီယာရဲ့အာယုံဆိုင်မှုဆိုတဲ့ soft power ရှိတယ်ဗျာ။ activist diplomacy ဒီအတုံးတုံးကတကယ်ကိုအာဏာပြောင်းလဲမှုတစ်ခုကိုညွန်ပြနေတယ်လို့ပဲကုလသမဂ္ဂတို့နိုင်ငံခြားရေးဝန်ကြီးဌာနလိုရဲ့လုပ်ငန်းစဉ်တွေကိုလုံးဝကြော်ဖြတ်သွားတဲ့တပေါ်မျိုးပဲဟုတ်တယ် character လိုလူတစ်ယောက်ကသူ့ရဲ့ social media နောက်လိုက်အင်အားနဲ့နိုင်ငံငယ်လေးတနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးတယောက်ထက်တောင်နိုင်ငံတကာရေးမှာဩဇာလွန်မှုနိုင်တယ်အဲ့လိုလုပ်တဲ့အခါတဏ္ဍမန်ရဲ့အကန့်တချက်တွေလည်းမရှိဘူးတကယ်ကိုအစွမ်းထက်တဲ့ နီးလန့်တကူပဲအဲ့ဒီလိုဩဇာအာနာကို तू အပြည့်ဝအတုံးချသွားခဲ့တယ် तू ပြောကြားခဲ့တဲ့မိန်ခွန်းဟာအင်မတန်ပြင်းမတီကြတယ်ရေပြီးရင်မြားလုံးမင်းတို့နဲ့အတူရှိတယ်ဆိုလာမျိုးထက်အများကြီးပိုပါတယ် तू ဘဒူတွေကိုစကားပြောခဲ့တယ်လဲဆိုတာကိုတဖွဲ့ချင်းစီခွဲကြည့်လို့ရတယ်ပေါ့နော်ဟုတ်တယ်ဗျဟုတ်ပြီဒါဆိုရင်သူရဲ့မိန်ခွန်းကိုခွဲချမ်းစီဖျားကြည့်ကြအောင်ပရမဇုံးနဲ့အထင်ရှားဆုံးပစ်မှတ်ကတော့ set off စုပဲ သူတို့ကိုတိုက်ရိုက်ရင်ညွှန်းပြီးကဘာကြီးကရှင်တို့ကိုဆုံးရှိနေပါတယ် The world is watching you ဆိုတဲ့စကားလုံးကတော်တော်လေးအားပြင်းတယ်နော်အဲ့ဒီစကားကရိုးရှင်ပေမဲ့သူ့နောက်ွယ်မှာအတိတ်ပဲအများကြီးရှိတယ်ဗျာဒါဟာမရေရတဲ့အချင်းချောင်မှုတစ်ခုမဟုတ်ဘူးอืมရှင်တို့ရဲ့ရက်ဆက်ချမ်းကြုံမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေအချင်းပြချစ်စားမှုတွေဟာကဘာကျဲဖြာမှာမဟုတ်ဘူးငါတို့အားလုံးမြင်နေတယ် JFM လို့ဖွဲ့တွေကမှတ်တမ်းတင်ထားတယ်ဆိုတဲ့အတိတ်ပဲဟုတ်ကဲ့ကဟာ အနာဂတ်မှာတရားဥပဒေကြောင်းရာအရေးယူနိုင်ဖို့ ICC လိုတရားရုံးတွေမှာအမှုဖွင့်နိုင်ဖို့အချက်လက်တွေစုဆောင်းနေတယ်ဆိုတဲ့ဥပဒေပိုင်ဆိုင်ရာတတိပေးချက်ကိုစောင့်ဖို့တကို့သူနဲ့ပြောလိုက်တာပါဆေးအုပ်စုကိုတတိပေးုံပြီးတော့မကဘူးနော်မြန်မာပြည်သူတွေသူပြောတဲ့သတင်းစကားကလည်းအတူတူအရေးပါခဲ့တယ်လို့ထင်တယ်ရှင်တခြားဘောပါပဲဗျမြန်မာပြည်သူတွေအတွက်ကတော့တဟာစီးလုံးညီညွတ်မှုကိုပြသတဲ့အင်မတန်အားကောင်းတဲ့သတင်းစကားဖြစ်ပါတယ်ဟုတ်ကဲ့သူကဒီစုဟာ JFM အဖွဲ့တခုတည်းအတော့မဟုတ်ပဲအာနာရှင်စနစ်ကိုကြန့်ကြန့်ခံတွန်းလာနေတဲ့မြန်မာလူငယ်ရီအသက်ပေးသွားတဲ့သူရဲကောင်းညီနဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေသူအားလုံးနဲ့သက်ဆိုင်တယ်လို့တရားဝင်ကြေညာခဲ့တယ်။ဒီစကားကတော်လရင်မှာပါဝင်နေတဲ့လူတအူးချင်းစီတိုင်းကိုအတိအမှတ်ပြုလိုက်တာပဲ။ဟုတ်ပါပဲဗျာ။ဒါကစစ်အုပ်စုရဲ့ဝါရဖြန့်ချေးကိုတန်ပြန်တဲ့ဇလန်းတစ်ခုဖန်တီးလိုက်တာပဲမို့လား။အင်း စေအုပ်စုကတော်လန်ရေးအင်အားစုတွေကိုအကြမ်းဖက်သမားလို့ပုံဖော်ဖို့ကြိုးစားနေချိန်မှာကဘာကအတိမတ်ပြုထားတဲ့ပုံကိုတယောက်ကသူတို့ကိုဒီမိုကရေစီတိုက်ပွဲကတွေ့ရကောင်းတွေဖြစ်သတ်မှတ်ပေးလိုက်တာကတော်တော်လေးအားကောင်းတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပန်ပုံမှုပဲဟုတ်ပါတယ်သူတို့ရဲ့တိုက်ပွဲဟာအထီးကျမဟုတ်ဘူးကဘာကအတိမတ်ပြုတယ်လေးစားတယ်ဆိုတဲ့ခံစားချက်ကိုပေးတယ်ဒါဟာတော်လန်ရေးအတွက်အင်မတန်ကြီးမားတဲ့စိတ်ဓာတ်ခွန်ဟာထစ်စီပါတယ်ဗျာပြီးတော့တတိယဖြစ်မှတ် နိုင်တာတကအတိုင်းအမွင်ကိုပေးတဲ့တရင်စကားဟုတ်ကဲ့အဲ့ဒါကတော့အတိအကျဆုံးနဲ့လက်တွေ့အကျဆုံးပဲအဲ့ဒီအပိုင်းကတကယ်လုံဆောင်ရန်တောင်းဆိုချက် go to action ပေါ့သူတိတိကျကျဘာဒီတောင်းဆိုသွားခဲ့လေရှင်သူမိခွန်ဟာစိတ်ခံစားမှုတတ်တတ်ပြောတဲ့မိခွန်တခုမဟုတ်ပါဘူးသူကတိတိကျကျတောင်းဆိုသွားတာ၃ချက်ရှိတယ်ဟုတ်ကဲ့တဲ့စစ်ကောင်စီကကျင်းပဖို့စူးစမ်းနေတဲ့ရွေးကောက်ပွဲအတူကိုနိုင်ငံတကာအစိုးရတွေလုံးဝလက်မခံဘူး၄ စစ်အုပ်စုစီစီးဝင်နေတဲ့ငွေကြေးအထူးသဖြင့်နိုင်ငံခြားဝင်ငွေရနေတဲ့လမ်းကြောင်းတွေကိုဖြတ်တောက်ဖို့음၃သူတို့လူတွေကိုတပ်ဖြတ်ဖို့အသုံးပြနေတဲ့လက်နက်နဲ့လင်းစီးတွေကိုဖြတ်တောက်ဖို့တိတိကျကျတောင်းဆိုသွားခဲ့ပါတယ်ဒါတွေကတရိုလေးတိကျတဲ့တောင်းဆိုချက်တွေပဲဒါပေမဲ့လက်တိကျကျစဉ်းစားကြည့်ရအောင်လေဒီလိုတက်ကြလှုပ်ရှားသူတယောက်ရဲ့ဖီအားပေးမှုကတကယ်ပဲအလုပ်ဖြစ်လို့လားရှင်ဟုတ်နိုင်ငံတကာအစိုးရတွေမှာသူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေနိုင်ငံခြားရေးမူဝါဒတွေရှိနေတာပဲလေ ဂရက်တာတွန်ဘာရဲ့မိန့်ခွန်တခုံးကနိုင်ငံခြားရေးဝန်ကြီးဌာနတစ်ခုရဲ့မြန်မာပြည်ဆိုင်ရာမူဝါဒကိုတကယ်ပြောင်းလဲစေနိုင်လားအဲ့ဒါတကယ်ကိုအရေးကြီးတဲ့မေးခွန်းပါပဲတရင်ရေးမြစ်ရဲ့တုံတချက်အရာတော့ဒီဖီအားဖေးမှုကတိုက်ရိုက်နီလန်းနဲ့ထက် တွယ်ဝိုက်တဲ့နီလန်းနဲ့ပိုပြီးအလုတ်ဖြစ်တယ်လို့ဆိုရဲဗျတွယ်ရိုက်တဲ့နီလန်းဟုတ်တယ်သူမိန့်ခွန်းတခုံးကြောင့်နိုင်ငံတကာနိုင်ငံကသူ့ရဲ့မူဝါဒကိုနောက်တစ်နေ့မှချက်ချင်းပြောင်းလဲမှာမဟုတ်ပါဘူးဒါပေမဲ့စစ်အုပ်စုနဲ့စက်ပြီးပတ်သက်နေတဲ့ကုမ္ပဏီတွေနဲ့အစိုးရတွေအတွက် ကြီးမားတဲ့နိုင်ငံရေးဆိုင်ရာစွန့်စားမှု political risk တခုကိုဖန်တီးပေးလိုက်တယ်။အော်ဟုတ်ကဲ့။ဟိုမှာအော်ရိုပါနိုင်ငံတခုကနိုင်ငံရေးတဝါးတွေအတွက်စစ်အုပ်စုကိုပူပြင်းထန်တဲ့ပိတ်ဆို့မှုတွေလုပ်ဖို့လူလူဖိအားပေးဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်။ဆိုလိုတာက company တွေကိုပို့ပြီးပိတ်မှတ်ထားတဲ့သဘောလားရှင်။အတိအကျပဲဗျ။ JFMC ရင်ခန်းစားတဲ့မှာ company တခုရဲ့နာမည်ပါလာပြီးနောက်နေ့မှာ Greta Thunberg လို့လူတစ်ယောက်ကစစ်အုပ်စုကို လက်နက်နယ်လေယာဉ်စီဖက်တောက်ဖို့တောင်းဆိုလိုက်ပြီဆိုရင်အဲ့ဒီကုမ္ပဏီရဲ့ဒါရိုက်တာဖို့အဖွဲ့နဲ့ယင်းနှီးမြှုပ်နှံသူတွေတော်တော်လေးစိတ်လှုပ်ရှားသွားကြပြီပေါ့ဟုတ်တယ်သူတို့ရဲ့ brand reputation ကိုထိခိုက်လာနိုင်တယ်ဒါကြောင့်ဒီဖိယားကအစိုးရတွေကိုတိုက်ရိုက်စီးယုံတာထက်အစိုးရတွေနဲ့ဆက်ဆက်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုဖိအားပေးပြီးသူတို့ရဲ့ယက်တီချက်ကိုပြောင်းလဲလာအောင်တွန်းအားပေးတဲ့တဘိုးပါဒါဆိုရင်ဒီမဟာဗျူဟာကညက်တိုက်တဲ့စစ်စင်ရေးတစ်ခုလိုပဲနော် JFM ကခိုင်မာတဲ့အချက်လက်တွေတက်တဲ့အထောက်အထားတွေပေးတယ်ဟုတ်ကဲ့ Greta Lopoko ga ehi achalat de go kaba semien po tembi nainga ye ne ludu phia aphe pyaung le pe lai de ton le a kaung ne pu paung mu be da tadin achalat sit we information warfare ye de sit de pai ba be sit osu ga pye twin ma internet twi phyat taw media twi go phit nait bi tadin achalat twi go block pe thain chok ba se hoke နိုင်ငံတကာတည်င်းအချက်လက်စစ်ပွဲမှာတော့ သူတို့တဖြည်းဖြည်းရှုံးနိမ့်နေပြီဆိုတာကိုဒီဖြစ်ရက်က ပြနေပါတယ်ဗျာဒီဖြစ်ရက်တွေရဲ့အကျိုးဆက်ကိုခြုံပြီးကြည့်ရအောင်တော်လန်ရဲ့အတွက်ဘယ်လိုအောင်ပွဲလို့သတ်မှတ်နိုင်မလဲရှင်တော်လန်ရဲ့အတွက်ပြောရရင်ဒါဟာစိတ်တပိုင်းဆိုင်ရာနဲ့ပြည်သူဆက်ဆံရေး PR မှာကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်နိုင်ငံတကာမှာမြန်မာရေးကိုအာယုံဆိုင်မှုရောက်ကြလာတယ်လို့ပြောနေကြတဲ့အချိန်မှာဒီလိုဖြစ်ရမျိုးကအာယုံဆိုင်မှုကိုပြက်လဲဆန်းသစ်စေလေဟုတ်တယ်ပြီးတော့ ကမ္ဘာစစ်မြင့်ပေါ်မှာတော်လန်ရေးရဲ့တရားယုံမှုကိုအခိုင်အမာတက်တည်ပြလိုက်တာဖြစ်ပါတယ်။စစ်အုပ်စုကအဂျမ်ဖက်ဖွဲ့တော်လန်ရေးအင်အားစုတွေကတရားမျှတမှုအတွေ့တိုက်ပွဲဝင်နေသူတွေဆိုတဲ့ဇလန်းကိုပို့ခိုင်းပါစီတယ်ဗျာ။စစ်အုပ်စုဘက်ကကြည်ညိုတော့ပြည်တွင်းမှာတော့သူတို့ကမီဒီယာကိုထိန်းချုပ်ထားတာပဲ။ဒီလိုနိုင်ငံတကာကိစ္စကိုလေးလွှဲရှုထားလိုက်လို့မရဘူးလား။သူတို့ကိုတကယ်တော့ထိခိုက်စေတယ်လား။ပြည်တွင်းမှာတော့သူတို့ထိန်းချုပ်နိုင်မှာပေါ့။ဒါပေမဲ့ပြင်ပကမ္ဘာမှာတော့သူတို့ရဲ့ပုံရိပ်ကိုအကြီးအကျယ်ထိခိုက်စေပါတယ်။အင်း သူတို့ကနိုင်ငံတကာမှာသူတို့ကတရားဝင်အစိုးရဖြစ်ကြုံပုံဖော်ဖို့စ조사နေချိန်မှာဒီလိုဖြစ်ရက်ကသူတို့ကိုအထီးချမ်းဖြစ်စေပြီးတရားမဝင်ဘူးဆိုတဲ့အမြင်ကိုပုတ်ခိုင်းပါစေတယ်လက်တွေ့မှာတော့နိုင်ငံတကာကချင်းဝင်ရဖို့လက်နက်တီတိတ်တဆိတ်ဝဲဖို့ပုတ်ခက်ခဲသွားစေပါတယ်ဗျာဒါကသူတို့ ਨੇ ပတ်သက်ဆက်ဆံခြင်းဟာအစိတ်အတော့တော်စစ်ဖြစ်တယ်ဆိုတဲ့တန့်စီလီတို့ခုကပ်ပြစ်လိုက်တယ်လို့ပဲဟုတ်ပါတယ်နိုင်ငံတကာကကွန်မြူနီတစ်ခုကမြန်မာပြည်မှာယင်းနှမြုံနှံတော်မယ်ဆိုရင် အချိုးအမျက်နဲ့ character လိုလူတို့ရဲ့ platform ပေါ်မှာ name တက်လာနိုင်တဲ့ကုန်တရင်ထိုက်ခိုက်မဲ့ NDA ကိုချိန်ဆရတော့မှာပေါ့လုံးဝမှန်ပါတယ်ဗျာ JFM လို့အဖွဲ့ရရဲ့စုံစမ်းပေါ်ထုတ်မှုတွေနဲ့ character tone bug လို့ကဘာဩဇာရှိသူတွေရဲ့ပူပေါင်းမှုကစစ်အုပ်စုရဲ့လင်ညာမှုတွေကိုဖျော်ဖြတ်နိုင်တဲ့အင်အားတစ်ခုဖြစ်လာနေပါတယ်သူတို့ရဲ့နိုင်ငံတကာကတရားဝင်မှုကြိုးပမ်းမှုတွေကိုအကြီးအကျယ်ထိုးနှက်လိုက်တာပါပဲကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ကြည့်အောင် စေအောင်စုရဲ့စီးပွားရေးကွန်ရက်ကိုအချက်လက်နဲ့ဖော်ထုတ်နေတဲ့ Justice for Myanmar ရဲ့လှုပ်ဆောင်ရက်တည်းဟာ Alternative Nobel လို့ခေါ်တဲ့ကြီးကျယ်တဲ့ဆုတစ်ခုနဲ့တရားဝင်အတိအမှတ်ပြုခံခဲ့ရတယ်။ဟုတ်ကဲ့။ဒါပေမဲ့အလဲပြောင်းပြီးဖြစ်သွားစေတဲ့အချက်ကတော့ကဘာကျော် Tetra လှုပ်ဆောင်သူ Greta Thunberg ရဲ့ပါဝင်မှုပါ။သူရဲ့ activist diplomacy ကမြန်မာရေးကိုကမ္ဘာလုံးဆိုင်ရာတရားမျှတမှုလှုပ်ရှားမှုတွေနဲ့ချိတ်ဆက်ပေးခဲ့ပြီး စစ်အုပ်စုအပေါ်လက်တွေ့ကြကြမွာရဆန်ရဖိအားဒီတရားစေဘူးတီးကြတဲ့တောင်းဆိုချက်တွေနဲ့ကဘာကိုတက်လက်နိုင်ခဲ့တဲ့ရှင်ဟန်ပါတယ်ဒီဖိဖြစ်ကိုတုံးတက်ပြီးတဲ့နောက်မှာတော့နောက်ထောင်သူတွေကိုစဉ်းစားစရာအတွေးတစ်ခုနဲ့ထားခဲ့ခြင်းပါလေဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ရာဒီဥတုပြောင်းလဲမှုတက်ကြွလှူရှားသူတယောက်ကဒီမိုကရေစီတိုက်ပွဲတစ်ခုမှာဝင်ရောက်ပါဝင်လာတဲ့အကြောင်းပြောခဲ့ကြတယ်ဒါကအနာဂတ်တက်ကြွလှူရှားမှုတွေရဲ့ပုံစံအစ်စ်ကိုညွန်ပြနေတာများလား อืมစိတ်ဝင်စားစရာပဲတဘာဝပဝင်းဂျင်လူခွင့်ရေးဒီမိုကရေစီဆိုပြီးတိကျကန့်သက်ထားတဲ့နယ်ပယ်တွေပျော်ကွဲသွားပြီလားမြန်မာပြည်ကဒီမိုကရေစီကိုတိုက်ခိုက်ခြင်းဟာယာဒီဥရုဖြစ်စည်းမှုကိုခွင့်ပြုနေတဲ့စနစ်တစ်ခုတည်းကိုတိုက်ခိုက်ခြင်းပဲလို့မြင်လာကြတဲ့ကဘာလုံးဆိုင်ရာတရားမျှတမှုလှုပ်ရှားမှုတစ်ခုရဲ့အစကိုများကျွန်တော်တို့မြင်တွေ့နေရတာလားတနည်းအားကတိုက်ပွဲဟာအလုံးအတွက်တိုက်ပွဲဖြစ်လာတဲ့သဘောမျိုးပေါ့အတေးကြပါပဲဗျာ ဒီတိုက်ပွဲတွေအားလုံးဟာတကယ်တော့တိုက်ပွဲတစ်ခုတည်းပဲဆိုတဲ့အတွေးခေါ်ပါတော့တကယ်ကိုအားကောင်းပြီးကဘာအီးကိုပြောင်းလဲစေနိုင်တဲ့စဉ်းစားစရာမေခွန်းတစ်ခုပါပဲ။